ဒီ coffee caffeine ဓာတ်ကြီးများလာတော့လေဒီတွေးနိုင်မှုအာမရှိတော့ဘူးသိလားတွေးနိုင်မှုအာမရှိတော့တာဖြစ်နိုင်တယ်ဒီချက်အရင်ကပလင်းတောက်ရရင်ပလင်းတောက်တော့ငါလည်းမသိဘူး အဲ့တော့အရက်နှစ်ပလင်းတောက်တော့အရက်နှစ်ပလင်းတောက်တော့အဲ့ဒါချို့ကလည်းစေဘဝင်စေပြဝါပြတောက်တာချို့ကလည်းမူးကျင်လို့တောက်တာချို့ကလည်းစိတ်ပြစီမှုတောက်တာချို့ကလည်းအာတောက်ကျင်လို့တောက်တာအဲ့လိုတွေရှိရနော်အဲ့ဒါဆရာမလည်းအရက်တောက်တဲ့လူတော့ဒါဖေဖေတို့တော့မတားလို့ဒါပေမဲ့ကလေးတွေအမြင်မှာတော့ဒါဒီစံစံပြပုံကိုတယောက်နေနဲ့တော့မဖြစ်သင့်ဘူးပေါ့နော်ကိုရမှာတော့တောက်တာပိုကောင်းမယ်လို့ထင်တာပဲနော်ကဲဆရာမတို့ဒီနေ့ verb to have အသုံးလေး has ye have ye had ye ကို ဘာအနေနဲ့သုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့စားသည်တောက်သည်ဆိုတဲ့အတိတ်ပဲနဲ့တူတဲ့အခြေအနေမှာသုံးမယ်။အဲတော့ HAS ရဲ့ HAV ရဲ့ HAD ရဲ့အဲ့ဒီစကားလုံးသုံးလုံးကိုကျွန်မစားတာတောက်တာစကားလုံးနေရာမှာအစားအသွင်းမှာဖြစ်လို့ EAT E နဲ့မသုံးဘူး DRING drink လည်းမသုံးဘူး။နော် HAV half ပဲသုံးရအောင်။ကဲနံပါတ်၁စာကြောင်းလေးဖတ် ငါမနက်စာကိုထမင်းကြော့အမြဲစားတယ်။ဘဝစာကြောင်တော့မရှင်းတော့ဦးတော့ subject တူတဲ့ဆိုရင် has subject အများကြီးဆိုရင် hv have past tense အနေနဲ့ပြီးခဲ့တဲ့အကြောင်းကိုပြောရင် hd hat ငါမနက်စာကိုထမင်းကြော့အမြဲစားတယ်ဆိုတော့စားတဲ့ subject ကိုအရင်ပြောဘာလို့လဲ i i ဟုတ်လားပြီးွားရင်အမြဲစားတယ်အဲ့တော့အမြဲဆိုတာ frequency of adverb အဲ့တော့ adverb ကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင် verb ရဲ့အရှိမထားပေးရအဲ့တော့အမြဲဆိုတော့အရင်စဉ်းစားတဲ့ always i usually always သုံးလဲရတယ်ဒါကကိုယ့်ရဲ့ရာခိုင်နှုန်းပုံမူတည်တယ်ခုနှစ်ရက်မှာခုနှစ်ရက်လုံးစားရလားခုနှစ်ရက်မှာသုံးရက်လောက်ပဲစားရလားခုနှစ်ရက်မှာငါးရက်လောက်ပဲစားရလားဒါကကိုယ့်ချင်းနေတဲ့ကိုနော်တရားကြောင့်လည်းမတူးနော်အဲ့တော့ i usually စားတယ် eat သုံးပါလား no no ဘာတော့ have I usually have fries. No, fries. Rice, rice for breakfast. Hola. Right, I usually have fried rice for breakfast. I usually eat fried rice for breakfast. Này giờ làm nhau là giờ Tại vì mẹ ấy vì have cố tông đạo nó. Này mấy anh thấy à? Tụi mày nhà ra cô nấu cha mà sao đấy? Nấu cha mà sao Rồi xí là. ကြည့်ပါရဲမကောင်းဘူးနော်ဟုတ်လားကျွန်မတို့ဒီအချိန်ကိုစားမဲ့အချိန်ဒီသူရဲ့အချိန်ကန့်သက်ချက်လိုက်ပဲစားရတယ်အဲ့တော့နောက်ကြောင်မှစားရတယ်ဆိုလို့ရှိရင်အရင်အဝလွန်နာတို့ခနာကိုဟာသွေးလေပတ်မှု မကောင်းတာတို့ပြောရလို့ရှိရင်ညဘက်အိတ်မပြောတာတို့ဖြစ်တတ်တယ်နော်အဲ့လိုမျိုးမလုံးနဲ့နော်ကဲ तू မညစာကိုနောက်ကြောင်မှစားတယ် तू မဆိုတော့ပါတော့ရှီစားတယ်ဟာအဲ့တော့အေးရှင် as has ကို၃ရတဲ့ subject တယောက်တည်းဖြစ်လို့ she has dinner she has dinner အာဟာ dinner ဟာ dinner လေးလည်းသုံးလို့ရတယ်တော့မဟုတ်ရှင်လည်း dinner လည်းသုံးလို့ရတယ်เนาะဆရာမကသူမရဲ့ညစာလို့ပြောလိုက်မယ်အဲ့တော့ she has her dinner yes l a t e late မင်းလားเนาะ my dear နောက်နံပါတ်3 သူမွေးနေ့ဝဲမှာရေကန်းမုတ်ချိုးစားခဲ့တယ်မွေးနေ့ဝဲမှာရေကန်းမုတ်အချိုးတော့ဖြစ်နိုင်မှာမလားဟမ်လကားကြည့်ပြီဆိုရင်နည်းနည်းစားလားများများစားလားညာစားတယ်ဟုတ်လားဒီမှာတော့ဆီမကနည်းနည်းပဲရေးထားတယ်เนาะအချိုးလို့ရေးထားတယ်အဲ့တော့သူဆိုတော့ဘယ်လိုသုံးမလဲဟီးစားခဲ့တယ် A H A D hat သုံးမယ်လို့ပြောထားတယ် he had ရေကန်းမုတ်အချို့ some ice some ice cream, wow. some ice cream. Wow. he had some ice cream we need at the, at the birthday at the birthday party uh, to money when only to know money well to attend and you can move this again out there at all he had some ice cream at the birthday party. ရောင်းမရှင် Alice Franks birthday party အဲ့လိုရေးလိုက်ရတယ်နော်။စာကြောင်းရှည်သွားမှာဆိုလို့ရှင်မတိုးလိုက်မယ် the birthday party. Now number 4 ဖေဖေကော်ဖီတစ်ခွက်တစ်ခါလေးတောက်တယ်တစ်ခွက်ထဲနဲ့ကရရလားချို့ဖေဖေကော်ဖီ3လေးခွက်လောက်တောက်တာရှိရနော်စမကြားဘူးတာတော့တရက်ကိုကော်ဖီ14ခွက်လောက်တော့တောက်တယ်တဲ့အဲ့ဒါမကောင်းတော့ယောဂါတွေအများကြီးဖြစ်နိုင်တယ်အဲ့တော့ကော်ဖီတောက်တာလဲစမတို့ရှော့ရမယ် yes နှလုံးယောဂါဖြစ်နိုင်နှလုံးယောဂါပြင်တခြားယောဂါတွေလည်းဖြစ်နိုင်တယ်စမတို့ဒီ sense ဒီအာယုံယောယောဂါတွေတို့ပြီးသွားလို့ရှိရင်အာဒီပြီးရင်အာစမတို့ခန္ဓာကိုယ်မှာလေဒီကော်ဖီကဖိန်းဓာတ်တွေများလာတော့လေဒီ တွေးနိုင်မှုအာမရှိတော့ဘူးသိလားတွေးနိုင်မှုအာမရှိတော့တာဖြစ်နိုင်တယ်ဒီချက်အရက်ကပလင်းတောက်ရက်ကပလင်းတောက်တော့ငါလည်းမသိဘူးအဲ့တော့အရက်နဲ့ပလင်းတောက်တော့အရက်နဲ့ပလင်းတောက်တော့အဲ့ဒါချို့ကလည်းစိဘဝင်စိပြဝါပြတောက်တာချို့ကလည်းမူးကျင်လို့တောက်တာချို့ကလည်းစိတ်ပြစီမှုတောက်တာချို့ကလည်းအာတောက်ကျင်လို့တောက်တာအဲ့လိုတွေရှိရနော်အဲ့ဒါဆရာမလည်းအရက်တောက်တဲ့လူတော့ဒါဖေဖေတို့တော့မတားလို့ဒါပေမဲ့ကလေးတွေအမြင်မှာတော့ဒါဒီစံစံပြပုံကိုတယောက်နေနဲ့တော့မဖြစ်သင့်ဘူးပေါ့နော်ကိုရမှာတော့တောက်တာပိုကောင်းမယ်လို့ထင်တာပဲနော် ကဲပြပေကကော်ဖီတစ်ခွက်တစ်ခါတလေတောက်တယ်ပြော My father sometimes My father sometimes တောက်တာအာ H A S I C V လား H A S ကော်ဖီတစ်ခွက်တစ်ခွက်ဆိုတာလေးထဲစနေ A cup of coffee coffee လေဟုတ်လားဒီမဟုတ်ဘူးလေဒီရလက်ဖက် A cup of coffee ဒီနေရာမှာ drink လို့သုံးပါလား မတော့ဘူးเนาะ HCSS လို့တုံးတာအဲ့တော့ DRN ကင် twin နဲ့အတူတူပဲညမနော်